စင်တွေကနာမည်မှတ်ရေအမေနာမည်တွေကိုယူမှတ်မှတ်တာများတယ်မိဘနာမည်တွေယူမှတ်တာများသူ့မိနာမည်ဆိုနန်းစိန်စိန်ဆိုတော့ကြတော့သူတို့ရဲ့ဘယ်လိုဘယ်လိုမျိုးရိုးနာမည်ပေါ့နော်အဲ့အငိမ့်လေးယူပြီးတော့နောက်ကနေငိမ့်စာစိန်ဆိုပြီးဖြစ်သွားသူဒီစိန်ကြီးကကြာဆွဲသုံးစိန်ကြီးဆွဲထိုက်တယ်ဟုတ်ဆွဲထိုက်ကသူ့မိနာမည်အရင်ဝင်းဝါထိုက်အဲ့တော့ကြာထိုက်ကိုယူထားပြီးတော့သူ့ရဲ့နာမည်တစ်လုံးနဲ့ကပ်ပြီးတော့ဆွဲထိုက်ဆိုပြီးဆွဲသုံးစိန်ကြီး ဆင်၈កောင်ရှိရပါတော့เนาะစင်ကလေးလေးနဲ့ဆိုရင်တော့9កောင်ဆင်၈កောင်မှာအထီးရ3កောင်အမ5កောင်တက်တက်ပိုက်စာအထီးရ3កောင်အမ5កောင်ရှိဟုတ်အဲ့တော့ကြတော့ဒီဒီဘက်ဆုံးလေးစင်မာလေးကစင်မာလေးဒါစင်မာလေးငိမ့်စာစင်းတယ်သူကအစာစားခြင်းဖူးတက်တယ်ဒူးဒူးဒူးမီဒူးကလေးကထူးနေကျွေးမယ်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 ခဏလေးနော်ရထူးပါဦး yummy ်အင်းထက်ကျင်းမယ်နော်ဘွန်းကားစင်ကဇွဲထိုက်တယ်ဒီရဲ့စင်မင်းသားဇွဲထိုက်ဟုတ်သူကစင်မင်းသားပေါ့စင်မင်းသားဆိုတော့သူကအစွဲအစွဲဆုံးစင်လို့ခေါ်တာဩလိမ်မာလိုက်တာနော်သူသူစားတဲ့ချင်းကိုသူကသူသိမ့်တာတော့တင်တင်ရတာပေါ့တင်ရတာပေါ့ဆိုတာဒီစင်ဦးစီးတွေဟိုလိုက်ကူလုတ်ပေးနေတဲ့နောက်ပိုင်းကျတော့တက်သွားတာဆော့ဆာရင်စီးတဲ့ချိန်မှာ ဆင်ရအဲ့လိုဘယ်လိုပြောမလဲနှေးတဲ့ဆင်ကိုအရင်စီးတာခုနကငိမ့်စဆင်ဆိုလဲဆင်ရကြတာဒီမှာလိမ့်ပါတယ်သူကခေါင်းပေါ်မှာဧည့်သည်ရောက်တာနဲ့ဧည့်သည်ဆိုတာဒစိမ့်ပေါ့နော်ဆင်သူဦးစီးမဟုတ်တဲ့ဒစိမ့်ရောက်တာနဲ့သူကခြေနှဲကနေငိမ့်ပြီးသားအဲ့တော့ကြသူနဲ့အရင်တင်တာတင်တင်သူနဲ့အရင်တင်ပြီးသူနဲ့တက်သွားပြီးသူ့ကိုဒီတော်ထဲလိုက်ပို့တာဒီတော်ထဲကနေပြန်ခေါ်တာဒီမှာတက်သွားပြီးဆိုမှနောက်တစ်ခေါင်ပြီးတစ်ခေါင်လဲပဲမြင့်လိုက်တာဆင်မောင်းနေဆိုတာကြဒီနေရွက်ကိုဒူကောင်းနဲ့ခြေကောင်းနဲ့ဒီလိုပိတ် ဒူးပေးတယ်လို့ခေါ်တာပေါ့နော်တို့အနေရတာတကယ်လို့ညီမကဒီဒီလိုပေးတဲ့ဟာကန်တဲ့ဟာရက်လိုက်တယ်ဆိုအစင်ရလေးရက်တော့မှာအဲ့အောင်စင်မောင်းတဲ့ခေါ်ခါစသချင်းတော့ကြွက်တေးအောင်တက်တယ်